စကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့လာရှိုမြို့မှာတနက်ကန်ဆောင်ထားတဲ့လူတစုကအမျိုးသမီးတအုပ်ကိုဓားမြတိုက်ခဲ့လို့ကားတစီးနဲ့လက်စွပ်နှကွင်းပါသွားခဲ့ပါတယ်။မေလ17ရက်နေ့လယ်2နာရီအချိန်မှာ လာရှိုမြို့မှာဈေးကနေပြန်လာတဲ့အမျိုးသမီးတအုပ်ကိုတနက်ကန်ထားတဲ့လူတစုကရက်ွက်တစ်ပါရမီလမ်းထဲမှာဓားမြတိုက်သွားခဲ့တာဖြစ်ပါတယ်။ဒါအပြင်တရက်ထဲမှာပဲလာရှိုမြို့ရတနာထွန်းလမ်းမှာဆိုင်ကယ်တစီးထပ်မံပျောက်ဆုံးခဲ့တယ်လို့လာရှိုဒေတာခန်တူကဆိုပါတယ်။ မေလာခုနှစ်ရက်ကလည်းလာရှိုးမျိုးမရဲစခန်းအနီးကဖုန်းဆိုင်ကိုလည်းဓမြတစုကဖုန်းတွေယူဆောင်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီ22ရက်ကစပြီးမေလာ17ရက်အထိဓမြတိုက်မှုနဲ့လူရဲမှု၉ချိန်ထပ်မံဖြစ်ပွားနေပြီးမြစ်ကောင်စီဘက်ကအရေးယူလှုံ့ဆော်ပေးတာမရှိခဲ့ပါဘူး။ စစ်ကောင်စီတပ်ဟာလာရှိုးမျိုးပေါ်ရှိစပီတုစေယုံအပါအဝင်တချို့ရန်ရဲတွေကိုစတင်လှုံ့ဆောင်နေပေမဲ့လုံချုံရဲ့ပိုင်းကိုတော့လက်ရှိအချိန်ထိမလှုံ့ဆောင်နိုင်တဲ့အကြောင်းကိုဒေတာခန့်တွေရဲ့ပြောပြချက်အရတရားပါတယ်ရှင်။